မင်္ဂလာပါ Siri for you ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ Siri for you ရဲ့ပရိသတ်များအတွက်ဒီကနေ့တင်ဆက်ပေးဖို့ရွေးချယ်ပေးထားတဲ့ Siri လေးကတော့2023ခုနှစ်တုန်းကစတင်ထုတ်လွှင့်ပေးခဲ့တဲ့ The Last of Us TV Siri လေးပဲဖြစ်ပါရခင်ဗျဒီ Siri လေးမှာတော့ကျွန်တော်တင်ဆက်ပေးခဲ့ပြီးပြီဖြစ်တဲ့ Mandalorian Siri ရဲ့က Mando ဖြစ်တိုးဆောင်ထားခဲ့တဲ့မင်းသားဖေဒိုပက်စကယ်ကအဓိကဇာတ်ကောင်ဖြစ်ပါဝင်ပေးထားလေဖြစ်ပါရီအဲအစင်းသဖြစ်ပြီဆိုရင်တော့ The Last of Us Season 1 Episode 4 Please hold my hand ကိုစတင်လိုက်ကြပါစို့လား ဟုတ်ကဲ့ပါကျွန်တော်ကတော့အစီအစဉ်တင်ဆက်ပေးမယ်ဇေရီဖော်ရီကရှင်းသူပဲဖြစ်ပါရီဘေးရဲ့အိမ်ကနေပစ္စည်းတချို့နဲ့ကားကိုယူတာ ဂျိုးကသူ့ရဲ့ညီဖြစ်သူတွမ်မီရှိတဲ့ဝိုင်ယိုမင်းမြို့ကိုအယ်လီနဲ့တူတူထွက်လာခဲ့ပါတယ်။တနင်္လာရောက်မှာတော့အယ်လီတယောက်အိမ်သာပြတ်တခုထဲမှာမှန်အောင်ကြည့်ရင်တနက်ပြစ်လေးကျင်နေခဲ့ပါတယ်။အဲနောက်တော့တနက်ကိုသူ့ကြောဘိုးကြီးထဲပြန်ထည့်လိုက်ပြီးတော့အပြင်ကကားပြက်တွေစီကနေပြီးတော့စီထုတ်ယူနေတဲ့ဂျိုးစီကိုထွက်လာခဲ့လိုက်ပါတယ်။ကားတွေကစီကိုပိုက်နဲ့တွဲထုတ်တာမမြင်ဘူးတဲ့အယ်လီယာတန်တော်နဲ့ဂျိုးကိုမေးလိုက်ပါတယ်။ဂျိုးကပြောပြဖို့လုံနေတော့မှအယ်လီယာတေးချာမသိဘဲနဲ့ဂျိုးရှောက်လုံနေတာကိုသိသွားတာကြောင့်ကျိုးကလေဒီလိုလုံးရတာကိုတော့သူတိတော့တီချောင်ပြန်ပြောလိုက်ရင်အဲလီကိုရှောင်မသွားဖို့ပြောလိုက်ပါတယ အဲဒါကြောင့်မေအေလီကလည်းဂျိုးနားမှာပဲရက်ကဟာသာဘေဒီစာကိုဖက်ပြနေလိုက်ပါရီဂျိုးကတော့ပေါက်ကြရလာပြုံးနေတဲ့အေလီကိုကားထဲမှာပဲသွားဆောင်ခိုင်းလိုက်ပါရီအဲဒီနောက်ခီးဆက်ကြရင်အေလီကကားပြက်တွေကိုလှမ်းကြည့်ရင်ဂေါ်ပါတဲ့ကားကြီးတွေအကြောင်းကိုဆက်စုနေခဲ့ပါရီဂျိုးကဂေါ်ကြီးကြီးနဲ့ကားတွေဟာတင်ကားတွေသွားဖို့လမ်းရှင်းရင်သုံးပြရတာဖြစ်ကြောင်းရှင်းပြလိုက်ပါရီအေလီကတင်ကားမြင်မှုကျင်းကြောင်းဂျိုးကိုပြန်ပြောလိုက်ပါရီဂျိုးကတော့အေလီကိုတင်ကားရဟန်းရောမြင်ရမှာဖြစ်တဲ့အကြောင်းသူတို့ကအရင်တုန်းကရန်သူမှားပြီးတော့တိုက်ခိုက်ခဲ့တာကြောင့်ဒီနောက်မှာပြန်ချင်းနေကြကြောင်းပြောပြခဲ့ပါတယ် အလေးကကားတွေကအိတ်ကိုနှိုက်လိုက်တဲ့အခါမှာတိတ်ခွေတခုထွက်လာအောင်တချင်းဖွင့်ဖို့လုပ်လိုက်ပါတယ်။ဂျိုးကတိတ်ခွေကိုယူကြည့်လိုက်တဲ့အခါမှာတော့တချင်းကသူ့မမွေးခင်ကလေးကထွက်တဲ့တချင်းဖြစ်နေကြောင်းပြောလိုက်ပြီးတော့ဖွင့်လိုက်ပါတယ်။အဲနောက်တော့အယ်လီကကားနောက်ခန်းထဲမှာထိုင်ရင်းစာအုပ်တုပ်ကိုထပ်တွေ့ပြန်လာကြောင်းမလို့ကောက်ဖက်လိုက်ပါတယ်။စာအုပ်ကစာရည်သိမ့်မပါပဲပုံနေပဲပါကြောင်းအယ်လီကပြောတာကြောင့်ဂျိုးကနောက်ကိုလှည့်ကြည့်လိုက်ပါတယ်။စာအုပ်ကလူကြီးဖက်တဲ့စာအုပ်ဖြစ်နေရကြောင်းမဖတ်ဖို့အယ်လီကိုပြောနေခဲ့ပေမဲ့လေအယ်လီကရှောက်ကြည့်နေနေဟာသလုံးနေခဲ့ပါတယ်။ ဂျိုးကစာအုပ်ကိုမကြည့်ဖို့ကားမောင်းကြီးနဲ့ထပ်ပြောလိုက်တာကြောင့်အဲလီလည်းပဲဂျိုးကိုနောက်နေရာဖြစ်ကြောင်ပြောရင်းနဲ့စာအုပ်ကိုလွတ်မြစ်လိုက်ပါရီဂျိုးရဲ့ကားကရှီယောင်းတရှင်ကိုဖွင့်နိုင်တဲ့လေဝင်း၆ကက်ကက်မှာစက်စားနေတဲ့ဂျိုးရဲ့အိမ်နဲ့ပျက်စီးနေတဲ့အဆောက်အုံတွေကိုဖျက်သွားနေပါရီတနေရာရောက်မှတော့ဂျိုးကတောအုပ်အစုံတစ်ခုကိုမောင်းသွားလိုက်ပြီးဒီညဒီမှနားမယ်ကြောင်အဲလီကိုပြောလိုက်ပါရီအဲဒီနောက်ဂျိုးကစီတိုဘူးကိုပြန်နှွေးကညသာချက်လိုက်ပြီးအဲလီကဘိုက်စားနေရာကြောင်အားရပါးရစားနေခဲ့ပါရီဂျိုးကဖြည်းဖြည်းစားဖို့ပြောလိုက်ပြီးအဲလီကအခုစားနေရတာဘာလဲလို့မေးလိုက်ပါရီ ဂျိုးကအနည်း20တက်တန်းရှိတဲ့ဖတ်ထုတ်ပြကြောင်ပြောတဲ့ခါမှာတော့အဲလီယာဂျိုးကိုချီးကျူးလိုက်ရင်းနဲ့စောင့်နှောင့်နေခဲ့ပါတယ်။အဲလီကဒီမှာဘလောက်နေရမှာလဲဆိုပြီးတော့ထမေးတဲ့ခါမှာတော့ဂျိုးကဒီညပြီးသွားလို့မနေ့ပြန်တညလုံးမောင်းမိရင်ဝိုင်ယိုမင်းပြည်နယ်ကတွန်မီစီကိုရောက်ပြီလို့ပြောပြလိုက်ပါတယ်။အဲလီကဒီညမီးဖို့လို့ရလာလို့မီးတဲ့ခါမှာတော့ဂျိုးကမီးဖို့ရေးမိုးကောင်လေးရဲ့အန်ဒီရမဟုတ်ဘဲနဲ့လူရတဲ့သူတွေမြင်သွားနေတာကြောင့်အန်ဒီရရှိနိုင်ကြောင်းအဲလီကိုပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့မီးရင်လေးတွေထုံးကဘေးနဲ့ဖရန်နိုစီကယူလာတဲ့အိရာတွေကိုခင်းပြီးတော့အိတ်ဖို့လုပ်ကြပါတယ်။ ဂျိုးကနားမှာတနက်ကိုအတင်းထားပြီးတော့မီးရင်ပိတ်လိုက်ပါလေခဏကြာတဲ့ခါမှာတော့အဲလီတယောက်ဂျိုးကိုဟာသဘေးဒီဆောက်ကဟာလေးကိုထမီးပြန်ပါလေဒီတခါမှာတော့ဂျိုးကအပြေမအောင်ပြောလိုက်တဲ့ခါမှာအဲလီကဂျိုးကိုအဲဆာကိုဖမ်းမှန်တိသွားကရီပါတော့လေဂျိုးကလည်းတစ်ဖက်ကိုလှဲ့ကပြောရင်းနဲ့အဲလီကိုအိတ်ဖို့ပြောလိုက်ပါတော့လေအဲလီကလည်းကောင်းငင်ကဂျေဒီကိုကြည့်ရင်းနဲ့တခုခုကိုစိတ်ပူနေကခုနကလူရက်တဲ့သူတွေဒီနေရာကိုမလာနိုင်တာတေချာရည်လားလို့ဂျိုးကိုမေးလိုက်ပါလေဂျိုးကလည်းတေချာရည်အကြောင်းကိုပြောကသူကိုယ်တိုင်လည်းတိုးရဲဘက်ကိုလှမ်းကြည့်လိုက်ရင်အနာအတနက်ကိုလည်းကြည့်လိုက်ပါလေ အဲ့လီအိပ်ပျော်နေခဲ့ပေမဲ့ဂျိုးကတနက်ကင်ကမအိပ်ဘိနဲ့စောင့်နေလိုက်ပါရီမနက်မိုးလေးနဲ့အခါမှာတော့အဲ့လီနိုးလာခဲ့ပြီးဂျိုးပြော်ထားတဲ့ကော်ဖီကနန်းနာကြောင့်အိပ်မရဖြစ်နေခဲ့ပါရီဂျိုးကကော်ဖီကိုမကြိုက်ဘူးလားလို့အဲ့လီကိုလှမ်းမိတဲ့အခါမှာတော့အဲ့လီတယောက်ကစိတ်ညစ်နေတဲ့ယုံနဲ့ပြန်အိပ်လိုက်ပါရီအဲ့နောက်နှစ်ယောက်သားကားမောင်းထွက်လာကြပြီးအဲ့လီကကန်းတဲ့ဇုံလေးကရောင်းတဲ့ကော်ဖီဆိုတာဒါလားလို့ဂျိုးကိုမေးလိုက်ပါရီဂျိုးကဘေးရဲ့ကော်ဖီထက်တော့ပိုကောင်းပေမဲ့အကုန်တူတူဖြစ်ကြအောင်ပြောပြလိုက်ပါရီဂျိုးကကားမောင်းရင်းနဲ့ကော်ဖီကိုတောက်လာကအဲ့လီကိုတော့မြေပုံသာကြည့်နေဖို့ပြောလိုက်ပါရီ အဲဒီကလည်းမြေပုံကြည့်ရင်တွမ်မီယဝိုင်ယိုမင်းမြို့ရဲ့ဘယ်နားမှာလဲလို့မေးလိုက်ပါတယ်။ဂျိုးကရေဒီယိုမျော်စင်ကနေနောက်ဆုံးအဆက်အသွယ်ရခဲ့တာလို့ပြန်ဖြေခဲ့ပါတယ်။အဲဒီနောက်အဲလီကမြေပုံကမြို့နယ်တွေကိုရွတ်ပြနေရင်တွမ်မီနဲ့ဘလို့ကွဲသွားတာလဲဆိုပြီးတော့ဂျိုးကိုထပ်မေးပြန်ပါတယ်။ဂျိုးကပြောရမှရှိတာကြောင့်မပြောဖို့လုပ်ပေမဲ့အဲလီက25နှစ်လောက်ကြာတဲ့အထိတော့မရှိနိုင်တာကြောင့်မလို့ပြောခိုင်းခဲ့ပါတယ်။ဂျိုးကလည်းအဲလီကိုတားမမြန်မှန်သိတာကြောင့်မလို့စိုက်ကြည့်လိုက်ပြီးတော့တွမ်မီအကြောင်းပြောပြခဲ့ပါတယ်။ဂျိုးကတွမ်မီဟာအရင်တုန်းကသူ့ကိုယ်သူသူရဲကောင်းတယောက်အရန်ဖြစ်ချင်ခဲ့တာကြောင့် အသက်16နှစ်မှာစစ်တပ်ထဲဝင်ခဲ့ပြီးမြေသွေးကောင်းလိုမခံစားခဲ့ရကြောင်း17နှစ်ကြာမှာတော့ကူးစက်မှုတွေဆဖြစ်ခဲ့ပြီးတော့ဂျိုးကိုဘောစုံဝင်သွားတဲ့ဖွင့်နဲ့ပူပေါင်းမိသွားမယ်ကြောင်းလာပြောကြောင်းဂျိုးကလည်းတွမ်းမီတစ်ခုခုပြစ်မှဆိုးရင်သာကြောင်းသာလိုက်သွားခဲ့ရပြီးအဲဒီမှာတက်စ်နဲ့စုံခဲ့တဲ့အကြောင်းအဲလီကိုပြောပြလိုက်ပါတယ်ဘောစုံရောက်တဲ့အခါမှာတော့တွမ်းမီကမာလင်းနဲ့တွေ့ကပိုးစုံညို့ဖွင့်ဝင်ဖြစ်သွားခဲ့ပြီးတော့အခုချိန်မှာတွမ်းမီတယောက်အဖွဲကနေထွက်သွားခဲ့ကတယောက်တည်းဖြစ်နေပြန်တာကြောင့်မလို့သူသွားခဲ့မှရမယ်ကြောင်းအဲလီကိုပြောပြခဲ့ပါတယ် ဂျိုးပြောရတွေကိုနားထောင်ပြီးရင်တောင်းမှာတော့အယ်လီကကဘာကြီးကမျောလင်းချက်မရှိတော့ဘူးလို့ထင်နေသေးရင်ဘာလို့ဆက်သွားနေရလဲလို့မေးခွန်းထုတ်လိုက်ပါလိမ့်ဂျိုးကကူးစက်မှုဖြစ်တဲ့ကာလမှာမွေးလာတဲ့အယ်လီကကဘာကြီးကိုသေးချမမြင်ဘူးသေးရာကြောင့်ဒီလိုပြောနေရဖြစ်ကြောင်းပြောလိုက်ရင်လည်းသူဆက်သွားနေရကလည်းမိသားစုကြောင့်မေးလို့ပြောပြလိုက်ပါလိမ့်အယ်လီကဂျိုးကို "तू ကမိသားစုမဟုတ်ဘူး"လို့ပြောတဲ့အခါမှာဂျိုးကလည်းချက်ချင်းပဲမဟုတ်တဲ့အကြောင်းပြန်ပြောကအယ်လီဟာတဲပိုးရည်ပစ္စည်းတစ်ခုသာဖြစ်ကြောင်းပြောလိုက်ပါလိမ့်တက်စကိုဂရိပေးထားလို့သာဒီလိုလုံနေရဖြစ်ပြီးတော့သူမဂျိုးတို့တော့မိသားစုဝင်ပဲလို့ဂျိုးကအယ်လီကိုပြောခဲ့ပါလိမ့် အဲလီတယောက်ငိမ့်ကနားထောင်နေနဲ့တွမ်မီကိုမတွေ့ရင်ဘာလို့မှလေးလို့မေးလိုက်ပါရီဂျိုးကသူကဇွဲကောင်းတာကြောင့်တွေ့မှဖြစ်တဲ့ကြောင်းပြောကအဲလီကိုပြန်အိတ်ခိုင်းလိုက်ပါရီအဲလီကမပင်မန်းဘူးလို့ပြန်ပြောရင်းနဲ့ခဏကြာမှတော့အိတ်ပျော်နေခဲ့ပါဦးလေအဲလီနိုးလာတဲ့အခါမှာတော့လမ်းမှာကားပြတ်တွေနဲ့ပိတ်နေခဲ့ပြီးဆက်သွားလို့မရတာကိုတွေ့လိုက်ရပါရီဒါကြောင့်ဂျိုးကအဲလီကိုကားထဲမှာပဲနေခိုင်းလိုက်ပြီးတော့အချိန်မီကိုသွားကြည့်လိုက်တဲ့အခါမှာတော့လမ်းပိတ်ထားတာကိုတွေ့လိုက်ရပါရီဂျိုးလည်းပဲကားထဲကိုပြန်လာခဲ့ပြီးအဲလီကို ကန်ဆာစီးရီကိုရောက်နေရဖြစ်ကြောင်းနဲ့တခြားလမ်းမကသွားရင်လမ်းမပေါ်မိနစ်ပိုင်းနဲ့ရောက်နိုင်မယ်လို့ပြောရင်းမောင်းထွက်လာခဲ့ပါရီအဲဒီနောက်မှာတော့ဂျိုးနဲ့အဲလီလဲမျိုးတစ်ခုတည်းကိုရောက်လာခဲ့ပြီးတော့လမ်းပြောင်းနေခဲ့ပါရီတနေ့ကရောက်မှာတော့အဲလီကကားကိုရက်ခိုင်းလိုက်ပြီးတပတ်ကနေရာကိုဖက်ဒရယ်စစ်သားတွေရှိတဲ့ကန်သက်ဇုံလားလို့မေးလိုက်ပါရီဂျိုးကလည်းအဲဒီတော့မှကန်သက်ဇုံမှာစစ်သားတွေမရှိနေတာကိုသတိထားမိခဲ့ပြီးတော့အံ့ဩနေခဲ့ပါရီအဲဒီနောက်မှာလူတစ်ယောက်ကဒဏ်ရာရပြီးတော့အကူအညီလိုနေတဲ့ပုံစံမျိုးနဲ့ဂျိုးတို့ကောင်လှမ်းတားနေခဲ့ပါရီအဲလီကတော့မကူညီဘူးလားလို့ပြောပြီးမြေ ဂျိုးကတခုခုသဘောပေါက်သွားပြီးတော့ကားကိုအမြန်မောင်းထွက်သွားခဲ့ပါတယ်။အဲဒီနောက်တော့ဒိုက်ဘော်ကစောင်းကြီးနေတဲ့လူတို့ချိုးထွက်လာပြီးတော့ဂျိုးတို့ကားကိုတိုက်ခိုက်ပါ ਉ တယ်။ဒိုက်ဘော်ကနေပြီးတော့အုတ်ခဲတွေပြစ်ချရင်ဒမ်းမမလေးဘိန်းပေါအောင်လှုပ်ထားတဲ့တန်းနေခင်းခဲ့တာကြောင့်ဂျိုးတို့ကားလည်းတနည်းအားဝင်တိုက်မိပြီးတော့ထိုးရက်သွားခဲ့ပါတယ်။အဲဒီနောက်တော့အပြင်ကနေတနက်တီနဲ့ဝိုင်းပစ်နေရာကြောင့်နှစ်ယောက်သားကကားတွေကနေထွက်လာခဲ့ကြပြီးတော့ကားနောက်မှာအကာအကွယ်ယူထားလိုက်ရပါတယ်။ဂျိုးကကားရဲ့တနက်ကိုယူပြီးတော့အဲလီကိုအရှိရနေရအပေါက်တေးသေးလေးနဲ့အရင်ပြေးသွားခိုင်းကသူပြောမှသာအပြင်ကိုထွက်လာဖို့ပြောလိုက်ပါတယ်။ အဲလီကလည်းအပေါက်ထဲကိုအမြန်ပြေးဝင်လိုက်ပြီးအတန်မထွက်ဘဲနဲ့တိတ်တိတ်လေးနေခဲ့ပါလေ။အဲဒီအချိန်မှာအပြင်ကဝင်လာတဲ့တနတ်သမားကိုဂျိုးကပြစ်လိုက်ပါလေ။တပတ်တကားအနေနဲ့နောက်တစ်ယောက်ထိုက်ရောက်လာကဂျိုးကိုတိုက်ခိုက်ပါလေ။ဂျိုးလည်းလဲကျသွားပြီးတော့တနတ်နဲ့လဲပင်အညစ်ခံနေရတော့မှာပဲ။အဲလီကထွက်လာပြီးတော့သူခိုးထဲလာတဲ့တနတ်နဲ့ဂျိုးရဲ့လဲပင်ကိုညှစ်နေတဲ့သူကိုပြစ်လိုက်ပါတော့။အဲလီကြောင့်ဂျိုးလည်းလွတ်သွားခဲ့ပြီးတော့အဲလီပြစ်လိုက်တဲ့သူကတော့ခြေောက်ကိုထိသွားကမလုံမရှက်နိုင်ဖြစ်နေပါလေ။အဲလီကဂျိုးကိုတိုက်ခိုက်တဲ့လူကိုတနတ်နဲ့ဆက်ချိန်ထားလိုက်ပြီးတော့ အဲလိုဟာသူဟာမတက်တာလို့လောရတာဖြစ်ပြီးတော့သူအိမ်ပြန်ချင်တာကြောင့်လွတ်ပြေးဖို့ငွေရတောင်းဆိုနေခဲ့ပါရီဂျိုးဝါထားလာခဲ့ပြီးတော့အဲလိရှာတနက်ကိုပြန်ယူလိုက်ပါရီအဲဒီနောက်အဲလိကိုနိုင်ရန်အပေါက်ထဲခဏဝင်နေဖို့ပြောလိုက်တဲ့အခါမှာတော့အကြမ်းဖက်သမားကအဲလိကိုမသွားဖို့နဲ့သွားရင်အသက်ခံရတော့မှာဖြစ်တာကြောင့်မလို့အော်ဟစ်ငွေရပြောဆိုနေခဲ့ပါရီအဲလိဟာခဏတာတွေးဝေခဲ့ပြီးတဲ့နောက်မှာတော့ထွက်သွားခဲ့ပါရီအကြမ်းဖက်သမားလည်းငွေရကကြံခဲ့ပြီးတော့ဂျိုးဝါတို့ကိုကိစ္စတုံးပြီးလိုက်ပါရီအဲလိဟာနိုင်ရန်အပေါက်ထဲကနေနားထောင်နေခဲ့ပြီးစိတ်မချမ်းမသာဖြစ်နေခဲ့ရပါရီ ခနာကြောင်မှာတော့ဂျိုးကအဲလီစီကိုယောက်လာခြင်းသာကြောင့်မလို့၎င်းဖွင့်ပေးဖို့ပြောခဲ့ပါတယ်။အဲလီကလည်းကာထားတွေကိုဆွဲဖယ်ကဂျိုးကိုအထဲဝင်လို့ရအောင်လုပ်ပေးလိုက်ပါတယ်။ဂျိုးလည်းအထဲကိုယောက်လာပြီးတဲ့နောက်ကာထားတဲ့ဟာကိုတကားနာအတူတူဆွဲတွန်းလိုက်ကြပါတယ်။ဂျိုးကအဲလီအဆင်ပြေမပြေကြိလိုက်တာကြောင့်မလို့အဲလီက "तू အဆင်ပြေတယ်"လို့ပြောကသူ့ဂျောပွီထဲကဓမီနဲ့တခြားပစ္စည်းတွေကိုဂျိုးကိုပေးလိုက်ပါတယ်။အဲနောက်တော့ဂျိုးနဲ့အဲလီကလည်းအ мян ထွက်သွားဖို့လုပ်လိုက်ပြီးတော့တခြားဆောက်အောင်ဘက်ကိုကူးသွားလိုက်ပါတယ်။အဲအချင်းတခြားကျန်းဖက်သမားတွေကကားနဲ့ယောက်လာကြပြီး ဂျိုးနဲ့တိုက်ခတ်ခဲ့တဲ့လူတွေရဲ့အလောင်းတွေကိုတွေ့သွားခဲ့ပါတယ်။တပတ်မှာတော့ကက်သလင်းလို့ခေါ်တဲ့မိန်းမတစ်ယောက်ကအချုပ်ခန်းတစ်ခုထဲမှာသူ့ဖေဖြစ်သူအဖိုးကြီးတစ်ယောက်ကိုဖမ်းထားပြီးတော့စာရွက်တရက်ထဲကနာမည်တွေကိုတိမတိစစ်ဆင်းနေခဲ့ပါတယ်။အဖေဖြစ်သူကိုအဖေကဖက်ဒရယ်စစ်သားတွေကိုစာရွက်ထဲကလူတွေအကြောင်းတိုင်ခဲ့တာလားလို့မေးနေခဲ့ပေမယ့်အဖိုးရောက်တောင်းပန်ရင်လည်းဖက်ဒရယ်တွေကတနက်နေ့ချင်းရင်မေးလို့သာပြောလိုက်ရဖြစ်ကြောင်းနဲ့သူဘာမှမသိကြောင်းညင်းနေခဲ့ပါတယ်။ကက်သလင်းကအဖိုးကိုတနက်နေ့ကောက်ချိန်လိုက်ပြီးတော့ပြစ်မလို့လုပ်ပါတယ်။အဖိုးကမပြစ်ဖို့တောင်းဆိုခဲ့ပေမယ့်ကက်သလင်းက အကိုဖြစ်သူကိုတိုင်ခဲ့တဲ့ဟင်နရီဆိုတဲ့ကောင်ဘဲမှာရှိလဲဆိုတာမပြောဘူးဆိုရင်ပြတ်တံမယ်လို့ပြောနေခဲ့ပါရီအဖိုးရတဲ့သူသမီးကိုမပြစ်လောက်ဘူးလို့ထင်ကသူသမီးရဲ့မျက်နှာကိုစိုက်ကြည့်နေခဲ့ပါရီကကလေးကအပြင်အတန်ကြားအောင်အောင်အဖိုးယူခဏထားခဲ့ပြီးတော့အပြင်ထွက်လာခဲ့ပါရီအပြင်ရောက်တဲ့အခါမှာတော့ဂျိုးတို့ကိုတိုက်ခိုက်ခဲ့ကြတဲ့ကောင်လေးသုံးယောက်အလောင်းကိုတွေ့လိုက်ရပါရီအဲဒီအလောင်းတွေကြောင့်ကကလေးကဟင်နရီစီမှာရေဒီယိုရှိတဲ့ပြင်လူတွေခေါ်လာကတက်ခိုင်းလိုက်တယ်လို့ထင်သွားခဲ့ပါရီအဲဒါကြောင့်စိတ်တို့သွားကချက်ချင်းပဲသူ့ဘေးရှိတဲ့အချုပ်ခန်းကိုသွားကတနက်နေ့ပြတ်တက်လိုက်ပါ ਉ လေး အဲဒီနောက်တော့ကက်သလင်းကသူ့ရဲ့လူတွေကိုဒီကိစ္စကဟင်နရီရဲ့လူတွေလောက်တာအကြောင်းအဲဒီလူတွေကိုရအောင်ရှာတာတက်ပြဖို့မှားလိုက်ပါလိမ့်အဲဒါကြောင့်ကားအိမ်နဲ့အုပ်စုလိုက်ချီတက်ကမျိုးထဲမှာဂျိုးနဲ့အဲလီကိုလိုက်ရှာကြပါလိမ့်ဂျိုးနဲ့အဲလီတို့ကတော့ပုံနေခဲ့ပြီးတော့အပြင်ကအခြေအနေတွေကိုစောင့်ကြည့်နေခဲ့ပါလိမ့်အဲလီယာဒီလူတွေကဖက်ဒရယ်လည်းမဟုတ်ပိုးစုံကျူးတွေလည်းမဟုတ်ရင်ဘသူတွေလဲလို့ဂျိုးကိုမေးလိုက်ပါလိမ့်ဂျိုးကလူစိုးတွေပဲလို့ပြန်ပြေလိုက်ရင်ဒီနေရာကိုလဲသူတို့တွေအနည်းနဲ့မြန်ရောက်လာနိုင်တာကြောင့်ထွက်သွားဖို့လိုကြောင်းအဲလီကိုပြောလိုက်ပါလိမ့် အလေးရဗရင်မောက်ကနေချောင်းကြီးနေနေနေရာတစ်ခုတွေ့တာကြောင့်သွားကြမလားလို့ဂျိုးကိုပြောလိုက်ပါတယ်။ကားကန်ကြီးရက်သွားရင်တော့သွားကြမယ်အကြောင်းဂျိုးကအဲလီကိုပြောလိုက်ပါတယ်။အဲနောက်တော့ကျမ်းမြစ်မှာထိုင်နေကြရင်တောင်းနေတယောက်အဆင်ပြေလားလို့မေးလိုက်ပါတယ်။ဂျိုးကအဲလီဟာကလေးပဲရှိသေးတာကြောင့်စောစောတုန်းကတနက်နေ့မပြစ်လိုက်တဲ့အကြောင်းသူ့အမရိကြောင့်သာအခုလိုဖြစ်သွားတာဖြစ်ကြောင်းပြောလိုက်ပါတယ်။အဲလီကသူ့အနေနဲ့ပြစ်ပြီးတော့ကူပေးတာဝမ်းမသာဘူးလားလို့ဂျိုးကိုပြန်မေးတဲ့ခါမှာတော့ဂျိုးကအဲလီဟာလူမတက်လိုက်ပေမဲ့လူတယောက်ကိုပထမဆုံးပြစ်လိုက်တာကြောင့်စိတ်ထိခိုက်နေလိမ့်မယ်ဆိုတာသူနားလေကြောင်းပြောပြခဲ့ပါတယ်။ ဂျိုးရဲ့စကားရဲ့အကြောင်းအယ်လီတယောက်မျက်ရည်ကျလာပါသည်အဲနောက်တော့အယ်လီယာမျက်ရည်တုပ်လိုက်ရင်းနဲ့အခုပြတာဟာသူပထမဆုံးပြစ်ဖူးတာမဟုတ်ကြောင်းဂျိုးကိုပြောလိုက်ပါသည်ဂျိုးဟာအယ်လီနောက်ကလာပြီးတော့အယ်လီလက်ထက်ကတနက်ကိုကြီးစံထုတ်ကပြစ်ပုံပြင်းပြီးတင်ပေးလိုက်ပါသည်အဲနောက်တော့ဂျိုးကတနက်ကိုကြီးစံပြန်ထည့်ပေးကအယ်လီကိုပြန်ပေးလိုက်ပြီးတော့အင်ကြီးနဲ့မထည့်ပေးနဲ့လွယ်သေးထည့်ဖို့ပြောလိုက်ပါသည်အယ်လီကတော့ဂျိုးရဲ့အလစ်မှာတနက်ကိုအင်ကြီးအိတ်ကက်ထည့်ဟုတာထည့်လိုက်ပြီးတော့နှစ်ယောက်တူတူအစာအုပ်ပက်စီကိုသွားကြပါသည်တပတ်မှာကက်သလင်းတို့ကဂျိုးတို့ရှာမတွေ့ရကြောင်းမလို့တနည်းအားသွားကြည့်ကြဖို့အတွက်ထွက်လာခဲ့ကြပါသည် အဲနောက်တော့အဆောင်တစ်ခုတည်းဝင်လာကြပြီးတော့ကတလင်းကထက်ကိုးတစ်ခုကိုတက်သွားလိုက်ပါလေအထဲမှာစီတိုဘူးအကုန်နေနဲ့စူပါမက်ကာတွန်းရုပ်တွေကိုဆွဲထားတဲ့ပုံလေးတွေကနေရာအနှံ့ပြောင်းကျင်းနေပါလေကတလင်းကအောက်ကိုပြန်ဆင်းလာခဲ့ပြီးတော့အစားအစာတွေကုန်နေပြီဖြစ်ကြောင်းပြောကဟင်နွေကဆန့်အောင်ငတ်ထားမယ်သူမဟုတ်ကြောင်းဘယ်ရီကိုပြောနေခဲ့ပါလေအဲနောက်ကတလင်းကရိတ်ခါတွေကိုအဆောင်တစ်ဆချထားဖို့ဘယ်ရီကိုပြောလိုက်ပါလေဘယ်ရီကတနေရာကိုပြစရာရှိတာကြောင်းကတလင်းလည်းလိုက်သွားကြည့်တဲ့အခါမှာတော့အခန်းတစ်ခုထဲမှာမြေကြီးတွေဟာကွဲရနေခဲ့ပြီး အောက်ကနေတခုခုလှုပ်ကအပြင်ထွက်လာတော့မလို့ဖြစ်နေတာကြီးကိုတွေ့လိုက်ရပါတယ်။ကတလင်းကလည်းလန့်သွားအောင်မလို့အပြင်ကိုအမြန်ဆုံးပြန်ထွက်လာလိုက်ပါတယ်။ဘယ်ရီကဒီရကိုတခုခုလှုပ်ဖို့လိုအပ်တာကြောင့်မလို့တခြားသူတွေကိုပြောပြတဲ့နေလို့ပြောပြင်မယ်။ကတလင်းကနောက်မှလုံမယ်လို့ပြန်ပြောလိုက်တာကြောင့်ပယ်ရီကလည်းခေါင်းညှင်းလိုက်ရပါတယ်။အဲဒီနောက်ဂျိုးနဲ့အဲလီကလည်းအစာအုပ်လေးကိုခိုးဝင်လိုက်ကြပြီးဓမီနဲ့တယောက်တစ်လက်ဓမီတယောက်တစ်လက်နဲ့45တဲ့ရှိတဲ့တိုက်ကိုတက်ဖို့လုံကြပါတယ်။ဂျိုးကတော့တက်နိုင်သလောက်အထက်ကိုတက်ပြီး မနဲ့ရောက်ပြီဆိုတာနဲ့မြို့ကိုလေးလာပြီးတော့ထွက်လန်းရှာရမယ်လို့အဲလီကိုပြောလိုက်ပါရီအဲနောက်တူတူတက်လာကြရင်နဲ့အဲလီကခုနကလူတွေတိုက်ခိုက်မှာကိုဘလို့သိနေခဲ့တာလေလို့ဂျိုးကိုမေးလိုက်ပါရီဂျိုးကသူလည်းပဲအရင်ကဒီနေရာရောက်ခဲ့ဘူးတာအကြောင်းမလို့တင်းနေရာဖြစ်ကြောင်းအဲလီကိုပြောပြခဲ့ပါရီအဲလီကတော့အပြစ်မဲ့သူတွေကိုတတ်ခဲ့တာလားဆိုပြီးတော့ဂျိုးကိုပြန်မေးလိုက်ပါရီအမဂျိုးကဘာမှပြန်မဖြေဘဲနဲ့အဲလီကိုဆက်တက်ဖို့သာပြောလိုက်ပါရီဒီလိုနဲ့32ထက်မြောက်ကိုရောက်လာတဲ့အခါမှာတော့ဂျိုးတယောက်မောလာအကြောင်းထိုင်နာလိုက်ပါရီအဲလီကလည်းဂျိုးကိုလက်လန်းပေးလိုက်ကအပြင်းလုံးမနေနဲ့လို့စလိုက်တဲ့အခါမှာတော့ ဂျိုးကသူလည်းပဲ56နှစ်ရှိပြီဖြစ်တာအကြောင်းလို့ပြန်ပြောလိုက်ပါတယ်။ခဏကြာမှတော့အခန်းတစ်ခုထဲမှာနေရာချပြီးအိတ်ဖို့လုပ်နေတော့ဂျိုးကဖန်ခွဲစားတွေကိုတကားပေါင်နာမှခင်းနေခဲ့ပါတယ်။အဲလီကဂျိုးပါတွေလုံနေတယ်ဆိုတာကိုမသိရအောင်လမ်းမိတဲ့ခါမှာတော့ဂျိုးကညာဘက်အိမ်တရားဝင်လာတဲ့ခါမှာတိအောင်လုံနေရလို့ပြန်ပြေခဲ့ပါတယ်။အဲလီကကြားနိုင်တာရောတေးချားလားလို့ဂျိုးကိုမေးလိုက်ပါတယ်။ဂျိုးကကြားနိုင်ကြောင်းအဲလီကိုပြန်ပြောရင်းနဲ့အိတ်ဖို့လုပ်ပါတယ်။နောက်တော့ဂျိုးကအဲလီကိုခုနလူတွေကိုထိခိုက်အောင်လုပ်တော့ကပထမဆုံးမဟုတ်ကြောင်းဘာလို့ပြောရလဲဆိုပြီးတော့မေးလိုက်ပါတယ်။ အဲလီကပြန်မဖြေချင်တာကြောင့်ဂျိုးကမဖြေချင်လဲရပါတယ်ကွာလို့ဆိုကာအဲလီကိုဒီရွယ်လေးနဲ့ဒီလိုရင်းဆိုင်နေရတာမလွယ်ကြောင်းစိတ်မကောင်းဖြစ်ကာပြောနေခဲ့ပါတယ်အဲလီတယောက်လည်းခဏတွေးနေခဲ့ပြီးတော့လူကြီးဖြစ်လာရင်ရောခံစားရလွယ်ရလားဆိုပြီးတော့မိကုံးပြန်ထုတ်လိုက်ပါတယ်ဂျိုးကလည်းလွယ်တော့မလွယ်ပေမဲ့တခါတလေပေါ်လို့အဲလီကိုကြည်ကပြန်ဖြေလိုက်ပါတယ်အဲလီကကြည်ရင်းနဲ့ဖန်ခွဲစားရရဲ့အတန်အောင်ကြားနိုင်ရင်လားလို့မေးတဲ့ကိစ္စကဂျိုးရဲ့နားတစ်ဖက်ကမကြားရတာကိုသတိထားမိလို့ဖြစ်ကြောင်းပြောပြလိုက်ပါတယ် တနက်ထီကြလားလို့ဂျိုးကိုပြောလိုက်ပေမဲ့ဂျိုးကလည်းတနက်အပြစ်များလို့ဖြစ်မဲ့ထင်းချောင်းပြန်ပြောကအဲလိုလဲနားကောင်းခြင်းနဲ့ဒါပဲသုံးဖို့ပြောရင်းနဲ့တစ်ဖက်ကိုလှည့်လိုက်ပါလိအဲနောက်အဲလီကဂျိုးကိုဟာသဘေရီစာအုပ်ထဲကဟာသမေးခွန်းကိုမေးကဂျိုးကိုစားနောက်နေပြန်ပါလိဂျိုးကရည်ချင်းမဲမဲမရည်ချင်းအောင်စောင်းနေရာကြောင့်အဲလီကလည်းရည်ချင်းနေရာကိုတိကျအောင်ပြောကစားနောက်နေခဲ့ပါလိဂျိုးကလည်းမတက်တာအောင်ပဲနဲ့အဲလီနဲ့တူတူရည်နေခဲ့ပြီးတော့အဲလီကိုအိတ်ဖို့ပြောလိုက်ပါလိခဏကြာမှတော့ဂျိုးတယောက်အိတ်ပြုံနေခဲ့ပြီးဂျိုးကိုအဲလီကခုံနေခဲ့ပါလိ ဂျိုးကလည်းအဲလီရဲ့ခေါ်တန်ကြောင့်နိုးလာခဲ့ပြီးတော့ကြိလိုက်တဲ့အခါမှာတော့အဲလီကိုတယောက်ကတနက်နဲ့ချိန်ထားတာကိုတွေ့လိုက်ရပါတယ်။ဂျိုးကလည်းလန့်သွားကထားလိုက်တဲ့အချိန်မှာတော့သူ့ကိုလည်းကလေးတယောက်ကတနက်နဲ့ချိန်ထားပြီးတော့တူးတူးနေဖို့လက်ဟန်အမူအရာနဲ့လှုပ်ပြနေတာကိုတွေ့လိုက်ရတဲ့အချိန်မှာပဲ The Last of Us Season 1 Episode 4လေးကလည်းပြီးဆုံးလို့သွားခဲ့ပါပြီ။ဟုတ်ကဲ့ပါ။ရုပ်ရှင်ဇာတ်ကားကောင်းလေးတွေကိုအစဉ်ဆက်မပြတ် recap အနေနဲ့တင်ဆက်ပေးမှာမလို့ကျွန်တော်ရဲ့ ZD4 Channel လေးကိုလည်း like and subscribe ပေးလှူထားပေးထားကြပါအောင်ခင်ဗျ။အားပေးကြတဲ့ပရိသတ်များလေးပဲစိတ်ကြမ်းပါခြင်းနဲ့ကိုယ်ချမ်းသာခြင်းများစွာ ပြေဆုံးကြပါစေလို့ကျွန်တော် ZD4 ရဲ့ဝိုင်းတော်သားများကဆုမွန်ကောင်းများတောင်းပေးလိုက်ရပါတယ်အဆုံးနေ့လိုက်ပါကြည့်ရှုပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါရခင်ဗျာ